လူလိုက်တဲ့ဒုက္ခနဲ့သူလာတော့ချို့သူကပြောတယ်ဗျားဆိုတာကဘုံကံရှိတဲ့လူကဆင်းရဲရတယ်ဒါသူဘုံကံပြင်းလို့ဟုတ်ပါဘူးခင်ဗျာကိုသားငယ်တို့မင်္ဂလာဖန်ကုန်လေးချင်းမြင်ရတဲ့ခံစားချက်လေးအဲ့ဒါဦးတို့နိုင်ငံတော်ဦးကပေးလိုက်ညင်းပြီးပို့ပြီးတော့မှဟိုတင်းဖြစ်တဲ့ဟိုပုပ်ကိုကြီးတွေကိုဆွတ်စေခြင်းလေဘာကောင်းမလဲတတိကြီးမဟုတ်ဘူး သူတို့သူတို့ဘွဲကြီးမှာအဲ့ဒါဟိုမြင်းနဲ့လူအများကြီးတယ်။အများကြီးချမ်းသာလို့ရှိတယ်။ဟိုပေါင်းပါပါညာရှိတယ်လူအများကြီးတယ်။အဲ့ဒီမျိုးကတော်တော်ဒစ်ကလို့လေ။အဲ့မျိုးဖြစ်နေခြင်းနဲ့ဟိုမင်းလာဆောင်မှာတရက်တခါတမျိုးပေါ့။သူတော့သူတော့မဟုတ်ဘူး။သူတို့ဘွားမှာအဖေမိတဲ့မြင့်မြတ်တာမရှိဘူး။အဖေတို့အမေတို့ဆောင်းကုန်ဆွတ်တယ်တင့်တယ်လေဆိုတော့ မဲလက်ထဆုံဆုံလည်းဟိုကြီးမြင့်လည်းတင့်တယ်လေဆိုတော့အဲ့ဒီအဲ့ဒီဟာကဥဒိုရဲ့ခွန်ခွန်အားပဲအတပမိပါနဲ့ဝဲမိပါနဲ့ဥဒိုကတော့သူတို့သာဖြစ်တဲ့ကြောင့်မင်္ဂလာပိုင်းကိုဟိုကြီးမြင့်နေဟိုရင်းကြတော့သူတို့မိပါကမင်္ဂလာလက်ထဆုံကြီးမြင့်တော့ဒါကတော့ဂုံစားကောင်းတယ်ဒါကဒါဥပြောတဲ့အကြောင်းဥပြောတဲ့ဆိုတော့ချမ်းမဟုတ်လေရှားလူရှားလူလည်းအခုစီကစကားသိပါရင် အဲကျိုးတို့သာတို့တူမိနေတယ်ဒါမျိုးကိုနည်းနည်းအသိလေးနည်းနည်းဝင်ထားတယ်အဲကြွရင်ကဂုံယူတော့ပေါ့သူတို့ဂုံယူတော့ကြတော့အလူနဲ့ဆိုရတာဂုံစားကောင်းတော့အဲအမျိုးကြီး